တောရိသတ်ကငတ်တွေကအတိမတ်ထုတ်ထားတဲ့သူတော်ကောင်းဆိုတာအဲ့ဒီခဲကနေရွေးထုတ်ပြီးတော့အကြီးအသေးခွန်ရက်ကိုသူကထုတ်ပေါ်ပြီးတော့ပြတ်တာသူတော်ကောင်းဆိုတာဒါဟာလေဒီအကြီးအသေးခွန်ရက်ကိုတတ်မှတ်ပြီးတော့ပြတ်ချမ်းပြောဆိုတာဟာလည်းပဲသူတို့လက်တွေ့ရဲ့ဘယင်းလက်တွေ့ရဲ့ခေါင်းဆောင်ဖြစ်တဲ့တချမ်းမင်းကိုယ်တိုင်ဥပ္ပဝါဒကချက်သုံ ြင့်ဝတ်တွေကိုရည်ညွှန်းတာတရားမင်းကြီးရဲ့လက်ကွာတော့သူကလည်းချင်းသုံးလိုက်တာခဲ့တဲ့အချင်းဝတ်တရားတွေအဲ့ဒီချင်းဝတ်တွေကိုချင်းတဲ့ပုဂ္ဂိုလ်အဲ့ဒီရည်ချင်းတွေကိုချင်းတရားတွေလည်းပြေဝရတဲ့ပုဂ္ဂိုလ်သူတော်ကောင်းတို့တာဝန်နဲ့တတ်တယ်ကတတ်မှတ်ကြတယ်အဲ့ဒါပါလို့ဆိုလို့ရှိရင်သူကရောက်လာတဲ့အခါလူတွေဟာ ပထမဆုံးခြေဆုရှိတဲ့ပုဂ္ဂိုလ်ဘယ်လိုလုံးဆိုရင်အပေနဲ့အေးဒီပါနှစ်ပါးဒီပါနှစ်ပါးဟာခြေဆုရှိဆုံးပုဂ္ဂိုလ်တွေအဲ့ဒီခြေဆုရှိဆုံးပုဂ္ဂိုလ်ကိုခြေဆုဆက်တတ်လို့ရှင်သာသူတော်ကောင်းတယ်မာတာပိတိဘောအတက်ဆုံးဒီပါနှစ်ပါးကိုလေးလေးစားစားနဲ့ ကျုပ်စုစောင့်ရှောက်တတ်တဲ့သာသမီကိုသူတော်ကောင်းတို့တောင်းလိုက်တဲ့လက်ကြီးကလက်ကြီးကသတ်မှတ်တယ်ဒါတကယ်သူတော်ကောင်းပဲဒါလည်းမကဘူးဆွေတဲ့မျိုးတဲ့မှာအမိဘကတော်တဲ့အမျိုးတွေရှိတယ်အဖေဘကတော်တဲ့အမျိုးတွေရှိတယ်ကိုမိသားစုထဲမှာကိုယ်ရဲ့အသက်ကြီးတဲ့အကိုတွေအမတွေဆိုတာမျိုးတွေရှိတယ် အဲ့ဒီကိုအမျိုးလေးကလေးစားတော့တဲ့လူကြီးသူမတွေကိုယူသိလေးစားတခုပြုတ်တဲ့ပုဂ္ဂိုလ်ဟာလည်းသူတော်ကောင်းပါအဲ့တော့အပြန်အားဖြင့်ပြောမယ်ဆိုလို့ရှိရင်အမေးအပြေကိုမပြုစုဘူးဆိုရင်သူရောပါအဝဲတလားတောက်တာမှာတော်ပဲပေါ့သူတော်ကောင်းရဲ့ဆန့်ကျင်ဘက်ကသူရောပါအမေးအပြေပြုစုမယ်ဆိုရင်သူတော်ကောင်း ဆွေတဲ့မျိုးတွေကချီးတဲ့ပုဂ္ဂိုလ်တွေကိုယူသိလေးစားတယ်အဲ့ဒီပုဂ္ဂိုလ်ကလည်းပဲသူတော်ကောင်းတယ်ဟုတ်တယ်သူတော်ကောင်းလို့သတ်မှတ်အင်္ဂါ၂ချက်ရနောက်တစ်ခုကဘာလို့ဆိုရင်စကားပြောတဲ့အခါမှာတိမ်တိမ်ဝိဝိကြီး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 ပြောတတ်တဲ့ပုဂ္ဂိုလ်ကလည်းသူတော်ကောင်းတယ် လူညံ့တဲ့ကိုယ်ရဲ့စကားပြောရမယ်။ချမ်းသာတဲ့စကားမျိုးကိုဖုဒ္ဓဝါစာလို့ဖုဒ္ဓဝါစာပြောလို့ရှိရင်မိစ္ဆာဝါစာဖြစ်တယ်။ဒါကြောင့်မို့ချမ်းသာတဲ့စကားမျိုးမပြောရဘူးလေ။ဘယ်လိုစကားမျိုးပြောလို့ဆိုရင်ယတာဝါစာနေလာကိုပြောလိုက်တဲ့စကားတစ်ခုကအပြစ်အပြစ်ကင်းတဲ့စကားမျိုးဖြစ်ရမယ်။ ကန္နတုခာကြားလိုက်ရတဲ့ပုဂ္ဂိုလ်ထဲမှာနာချမ်းတဲ့ပုဂ္ဂိုလ်ရဲ့နာချမ်းသာတော့နာချမ်းသာတယ်ဆိုတော့တင်စားပြီးတော့ပြောစိတ်ချမ်းသာမှုဖြစ်စေပေမနီယာဒီစကားကိုလူတိုင်းကမြင်ပြောကြအဲ့ဒီကမှစိတ်ထဲနှလုံးထဲမှာရောက်သွားဘုရားရှင်ကကံကြလူအများကကြိုက်တယ် ပေါ်ရီတကယ်ရင်ကျေးတဲ့မျိုးသူမျိုးသားတွေ30ဆကလောက်ရှိတယ်။အဲ့ဒီလိုစကားပြောလို့ရှိရင်ရင်ရင်ကျေးကျေးတိမ်တိမ်ဝဲဝဲနဲ့နားထောင်ရတဲ့တစ်ခါသာနားချမ်းသာလို့စိတ်ထဲနှလုံးထဲမှာစိတ်ဝင်သွားတဲ့စကားမျိုးလေဒါကချွဲချွဲဖြစ်ဖြစ်ပြောတာမျိုးပြောတာမဟုတ်ဘူးနော်။အဲ့ဒါမျိုးကိုပြောတာပေါ့ ူပြောတဲ့စကားလုံးတွေကတံပိုးရှိလိုက်တာတစ်ဖက်သားကစိတ်ချမ်းသာစရာဖြစ်တယ်။ကြားလိုက်ရတဲ့စကားလုံးကလည်းတံပိုးရှိတယ်အနှစ်သာရရှိတယ်ဒီစကားမျိုးကိုဆို။အဲဒီစကားမျိုးကိုပြောလို့ရှိရင်ဒါဖုနာဝါစာကကိနေပဲကြောင့်ပန္နတိန်ဝိရတခိလသမ္မာတပြည့်ပြည့်ပြည့်ပြောတတ်တယ် အဲ့ဒီလိုပုံပုံမျိုးကိုလည်းပဲတာဝရဏတတ်ပြကတတ်တွေကသူတို့ကောင်းလို့တတ်ခတ်တယ်။နောက်တစ်ခုကအယက်ထဲမှာနေလို့ရှိရင်အချို့ပုံပုံတွေကအယက်ထဲကလူတွေတယောက်နဲ့တယောက်တဲ့အိမ်နဲ့တဲ့အိမ်မိသားစုတစ်ဦးနဲ့တစ်ဦးမတည့်အောင်အတင်းချင်းပြောတတ်တဲ့အလေးထားရှိတယ်ဆိုတာအားလုံးသိတယ်နော်။ လူတယောက်ဆုံးပြီးလို့ရှိရင်နောက်တစ်ယောက်အကြောင်းကိုပြောမိတတ်ကြတယ်ပြောရစရာအကောင်းပြောတာတဲ့အဆိုးပြောတာကပုံများတတ်တယ်နော်ဒါလူရဲ့ဘဝဝကိုပြောတယ်အဲ့ဒါလို့ပြောတဲ့အခါဒါအတင်းချင်းပြောတော့ခေါ်တာပါအဲ့ဒါလို့အတင်းချင်းပြောလို့ တို့နှစ်ယောက်ကကြံတဲ့လူတယောက်ရဲ့အတင်းဖြစ်နေပြောပြီးတော့တယောက်ကသွားပြန်ရှိလို့ထသွားလို့ရှိရင်ကြံရတဲ့လူတယောက်ကပါပြောတော့ဆိုရင်မင်းငေါ်လိုက်တယ်သူလည်းတူတူပါပဲလို့အဲ့တော့လူတွေရဲ့အချင်းမှာဒီအတင်းဖြစ်ပြောတာမျိုးဂုံးတိုက်တာမျိုးတယောက်နဲ့တယောက်မတက်အောင်လုပ်ချင်တဲ့စိတ်ဓာတ်မျိုးတွေရှိတယ်အဲ့ဒီစိတ်ဓာတ်မျိုးကင်းပြီဆိုလို့ရှိရင် သူတော်ကောင်းအေးအစဉ်ပြေလို့တရားနဲ့တရားအထင်မြင်နေလွဲပြီးမတည့်ဘူးဆိုလို့ရှိရင်ဘိညာဏတန္တတာကိုယ်နေတဲ့လူတွေကိုစိတ်ဆက်ပေးတယ်ပြန်ပြီးတော့ညီညွတ်အောင်လုပ်ပေးတယ်တိဋ္ဌာဏလုပ်ပါတာအိုးခင်ခင်မင်းမင်းရှိနေတဲ့ပုံကိုပို့ပြီးတော့ခင်ခင်မင်းမင်းရင်းနေနေဖြစ်အောင်ပြောပေးတယ်တမကကရဏိဝါစံပါတိတ္တ မြင်ရတဲ့စကားလုံးတုံးတဲ့သူမြင်ရအောင်လာပြောတယ်၊ကွဲမဲ့ပြောမဲ့စကားမျိုးမတရားတရားမတည့်ဘူးထင်လွဲမဲ့စကားမျိုးဘယ်တော့မှမပြောဘူးတဲ့။တရားမင်းကြီးကိုယ်တည်းလူ့ဘဝဒီလောကမှာနေတော့ကជីချင်းတရားတွေကိုတလေးတစားလိုက်တာချင်းခဲ့တယ်။ဟိုအရက်ထဲမှာဆိုလို့ရှိရင်ဒီလိုတင်းပြင်းပြောပြီးတရားနဲ့တရားမတည့်အောင်လုပ်တဲ့ပုဂ္ဂိုလ်ရှိရင်ညီညွတ်ရေးပြပြစီတာပေါ့။ဖွဲ့စည်းတစ်ခုမှလည်းဒီလိုပုဂ္ဂိုလ်ပါလာလို့ရှိရင်ညီညွတ်ရေးပြစီပါ။ ်ညှို့မှုပြည့်စည်သွားတာဟာမေတ္တာပြည့်စည်သွားတာဟာအဓိကရင်ထဲအလုံးထဲကမေတ္တာဤခန်းချောက်ပါမေတ္တာခန်းချောက်ပါလေကတယောက်တယောက်မကောင်းမမြင်တော့ဘူးလေအဲ့ဒါမျိုးမဖြစ်ရအောင်ရင်ညှို့တဲ့စိတ်ဓာတ်ကိုဖြစ်ပေါ်စေအဲ့ဒါကသူတော်ကောင်းတယ်လေဒါတာဝန်နဲ့မက်တွေကအတိမပြည့်တဲ့သူတော်ကောင်း